ကြာလန်ကြာဆရာဒုက္ခဒုက္ခဒုက္ခဓမ္မဒုက္ခသစ္စာဒုက္ခအရိယသစ္စာဟုတ်ပြီသမုဒိယသမုဒိယဓမ္မသမုဒိယသစ္စာသမုဒိယအရိယသစ္စာ မကမကဓမ္မမကသစ္စာမကအရိယသစ္စာနိရောဓနိရောဓဓမ္မနိရောဓသစ္စာနိရောဓအရိယသစ္စာဆရာအဲ့ဒါလေးနည်းနည်းလောက်ဆရာအဲ့လေအဲ့ဒါဒါကတော့စာပေတွေကပြောတာပေါ့ကွာစာပေတွေပြောတာဆိုလည်းသိနေပါတယ်ဟုတ်လားဘာလို့ဆိုတော့ အဲဒုက္ခဒုက္ခသစ္စာเนาะအဲ့ကနိရောဓနဲ့နိရောဓသစ္စာသမုဒိယနဲ့သမုဒိယသစ္စာမေကနဲ့မေကသစ္စာပေါ့အဲ့တော့ဓမ္မလို့ပြောလဲရပါတယ်သစ္စာလို့ပြောလဲရတယ်အတူတူပါပဲသဘောတည်းเนาะအဲ့တော့ဒုက္ခဆိုတာကတော့ဝိဘက်ခန္ဓာကိုပြောတာဒုက္ခဓမ္မဆိုတာဥပ္ပနာခန္ဓာပြောတယ်အဲ့တော့ဘာလို့သိရင်အရိယသစ္စာဖြစ်ကိုရတယ်လေဒီဒုက္ခနဲ့ဒုက္ခဓမ္မကိုပိုင်းခြားနိုင်ပြီးတော့မှဥပ္ပနာခန္ဓာကိုသာလင်ဘုရားကဒုက္ခလို့ဆိုတယ်ဒုက္ခဓမ္မလို့ဆိုလို့သိရင်အရိယလို့သိတဲ့ အလားဒုက္ခကိုအရိယသိတယ်လို့သိမြင်သွားတာဖြစ်ပါတယ်ဒါကြောင့်မလို့အလားဒုက္ခအရိယသစ္စာပေါ့အာယုံဥပါဏခဏသိသွားရင်ဒုက္ခဓမ္မကိုလည်းသိသွားတယ်အလားအရိယတို့သိရင်သိရတဲ့အရိယတို့အရိယတို့ဒါလင်သိနိုင်တဲ့အရိယသစ္စာကိုလည်းပဲအလားဘုရားအရိယတို့ need to အဲဒီဥပါဏခဏကိုဒုက္ခသစ္စာလို့သိမြင်သွားတာဖြစ်ပါတယ်အဲ့လိုပဲသမုဒိယနဲ့သမုဒိယဓမ္မတနည်းပြပြသမုဒိယသစ္စာပေါ့သမုဒိယဆိုတော့ ဒါမလို့သမှုရတာပါလေအာယုံမှာယွနာနေပေါ်တော့အရှိမထားအောင်ဘုရားလည်းလုံးလုံးမရအောင်ရဟန္တာလည်းလုံးလုံးမရအောင်အဲ့ဒါမြင်လိုက်တာနဲ့ဟာကိုဒီမောင်ကြီးလို့ဆိုတာမသိအောင်ဘယ်သူမှလုံးလုံးမရအောင်အဲအဲ့ဒါသမှုရလို့ခေါ်ပါတယ်တစ္ဆာမထိုက်ပါဘူးဟုတ်လားအဲ့ဒီဥစ္စာပေါ်မှာအဒီမြင်ရတဲ့ကုရမကျွန်းဆိုတဲ့တရားကြီးကဒါဥပါဏခန္ဓာကြီးအာယုံကြီးအစင်မရှိဘူးလို့သိတာကအဲ့ဒါသုံးလက်သစ္စာလို့ခေါ်ပါတယ်သဘောတရားเนาะအဲ့တော့သစ္စာထိုင်အောင်ဆင်းရဲမှာတော့အဲ့ဒီအဲ့ဒီဟာကြီးကိုရှိတယ်လို့ယူတယ် အာယုံလို့မသိဘူးပုဂ္ဂဒရမဟုတ်ဘူးလို့မသိဘူးဒါကြီးကပုဂ္ဂဒရလို့ယူတယ်အရှိပဲယူတယ်ဆိုတော့အဲ့ဒါသစ္စာထိုင်အောင်ဆင်းရဲစီမဲ့သုမလသစ္စာဖြစ်သွားတယ်ဆိုတော့တောင်သမုဒိယနဲ့သုမလသစ္စာအဲသုမလသစ္စာဘယ်မှာပေါ်လဲအာယုံမှာပေါ်ပါတယ်ဒါမှမဟုတ်ဒုက္ခဆိုတာလဲဥပါဒခန္ဓာပဲသုမလသစ္စာဆိုတာလဲဥပါဒခန္ဓာပါပဲဒါပေမဲ့ तू ကတော့လောဘဒေါသမောဟတွေကိုအရှိထားရင်သုမလသစ္စာဖြစ်ပါတယ်အလားဟိုကတော့ယုံနံတွေကိုဒုက္ခတွေကိုအရှိထားရင်ဒုက္ခသစ္စာဖြစ်ပါတယ် ဒါလို့ဒုက္ခသစ္စာနဲ့ဒုက္ခသစ္စာနှစ်ခုလုံးကဥပါဒနာခန္ဓာတွေကြီးပါပဲ။အဲ့ဒါသမုဒိယသမုဒိယဓမ္မဒုက္ခနဲ့ဒုက္ခဓမ္မအဲ့လိုနှစ်ခုပွဲနေပါတယ်သဘောရ။နောက်တစ်ခုကနိရောဓနဲ့နိရောဓဓမ္မဆိုတာဟလာကျွန်တော်တို့မောဂုတ္တရာမှာကျွန်တော်တို့ကျင့်သုံးခဲ့တဲ့ကောင်ကယုံနာအာလုံးဖြည့်ပြည့်သုံးချုပ်ဆုံးနိဗ္ဗာန်မှဆိုပြီးတော့အဲ့တော့ဝိဘက်ခန္ဓာလဲချုပ်ရမယ်သူက။နောက်ကဥပါဒနာခန္ဓာလဲချုပ်ရမယ်။အဲ့ခန္ဓာနှစ်ခုလုံးချုပ်မှသူကဖြည့်ပြည့်ဆုံးတဲ့နေရာရောက်ပြီးတော့မှ အဲ့ဒါနိဗ္ဗာန်ကိုမြင်ကြတာသောတပန်ဆိုရဲဘောဟောမာသောတပန်ဆိုရဲဘောဟောရောက်ကြတယ်။ဒါမှမဟုတ်သူကအဲ့ဘက်ကသွားရင်တော့ယုံနာအာလုံးဖြစ်ဖြစ်သုံးချုပ်ဆုံးနိဗ္ဗာန်မှာဆိုနှစ်ခုလုံးချုပ်အောင်ကျင့်ရမယ်။အာနေချက်ကပါလေလို့မြင်တဲ့ခါကျတော့အဲ့နှစ်ခုလုံးမချုပ်တဲ့ခါကျတော့နိဗ္ဗာန်မမြင်တော့ဘူး။အဲ့ဒါအဝိဇ္ဇာဖုံးသွားတာပေါ့နော်။ဒီဘက်မှာကျတော့အဲ့လိုမဟုတ်ဘူး။နော်နိရောဓဟလာနိရောဓနဲ့နိရောဓသစ္စာဒါမှမဟုတ်စာပေမှာပါတယ်။နိရောဓဓမ္မရဲ့အကျဉ်းမဲ့ချုပ်ရကူတာနိရောဓသစ္စာလို့ပြော ်တော်ဒီရောဓဓမ္မရဲ့အကျဉ်းမဲ့ချက်ကတော့ဥပါဒခန္ဓာအစင်မရှိဘူးလို့သိရှင်းတာလင်ဟဲ့လားသာဝရမှန်ကန်နေတဲ့ဒီရောဓအရိယသစ္စာဖြစ်ပါတယ်တကယ်ခန္ဓာရဲ့ချုပ်ဆုံးမှုကနိရောဓသစ္စာမဟုတ်ဘူးပေါ့ဗျာအကျွန်တော်သိနိုင်တာလဲနိရောဓကိုမသိနိုင်ဘူးအဲဒီနိရောဓဓမ္မရဲ့အကျဉ်းမဲ့ချုပ်ရာနိရောဓသစ္စာကိုသိနိုင်တယ်ဒါကြောင့်ဥပါဒခန္ဓာဆိုတာကအစင်၃ညဆိုတာနိရောဓကိုပြောတယ်အစင်၃ညသိသွားပြီဆိုလို့ရှိရင်နိရောဓသစ္စာကိုသိသွားပြီအဲဒီနိရောဓသစ္စာအရိယတို့တည့်ရတဲ့နိရောဓအရိယသစ္စာပဲဖြစ်ပါတယ်ဘယ်မှာဖြစ်လဲမေး ာယုံမှာပဲဖြစ်ပါတယ်အဲ့လိုမက်ကနဲ့မက်ကသစ္စာကျွန်တော်အများအပြောတယ်အဲ့ဒါဥပနကနာအစင်မရှိလို့သိတယ်သိတာညံလေအာရမဏိကသူကမက်ညံမဲခေါ်တယ်မက်ကသစ္စာမရမက်ညံလို့တော့ပြောလို့ရတယ်အာရမဏိကမှဖြစ်တယ်မက်ကသစ္စာမဟုတ်ပါဘူးအဲ့သစ္စာကဘယ်မှာရှိရလဲမသိဘူးအာယုံမှာရှိတယ်ဘာကြောင့်မက်ကသစ္စာအာယုံမှာရှိတာလဲလို့မိတဲ့ခါကျတော့နိဗ္ဗာန်ကိုထုတ်ဆောင်တဲ့အလုပ်ကိုလုပ်တဲ့ခါကျတော့နေရဏထုတ်ဆောင်တဲ့အလုပ်ကိုလုပ်တာအာယုံကလုပ်တာဖြစ်ပါတယ်လာအပေပို့တာလဲအာယုံကပို့တယ် သူကလေးပို့တာလဲအာယုံကပဲပို့တယ်နိဗ္ဗာန်ပို့တော့လဲအာယုံကပဲပို့ပါတယ်သဘောတည်းနော်ဒါအောင်လို့သုံးရသိတဲ့ညာကမက်လို့ခေါ်ပါတယ်နိဗ္ဗာန်ကိုထုတ်ဆောင်တဲ့အလုပ်ကိုလုပ်တာကတော့မက်ကသစ္စာလို့ခေါ်ပါတယ်အကြောင်းမလို့မက်ကနဲ့မက်ကဓမ္မပို့မက်ကဓမ္မဆိုမက်ကသစ္စာပဲဖြစ်ပါတယ်သဘောတည်းအဲ့လိုဟလာသစ္စာထိုက်တဲ့တရားတွေကတော့ဒုက္ခသစ္စာသုမသစ္စာနိရောဓသစ္စာမက်ကသစ္စာအားလုံးဟာအာယုံမှာပဲရှိကြပါတယ်အဲ့လိုနားလည်သွားပြီးတော့သစ္စာတရားကိုသိမြင်သွားပြီဆိုရင်ဟလာ ဓမ္မစကြာမှာအမတန်မှကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတာပေါ့နော်အရင်တော့ကျွန်တော်သိရင်ခဲ့တာမသိခဲ့ပါဘူးအခုတော့ဟလာနိရောဓရဲ့နိရောဓသစ္စာရဲ့မဂ္ဂရဲ့မဂ္ဂသစ္စာရဲ့ဒုက္ခရဲ့ဒုက္ခသစ္စာရဲ့သမုဒိယရဲ့သမုဒိယသစ္စာသမုဒိယတော့ဖြစ်မှာလူတိုင်းမဖြစ်အောင်လုပ်လို့မရဘူးဟုတ်တယ်မလားနော်အဲသမုဒိယသစ္စာလည်းဖြစ်မှာပဲအဲသမုဒိယသစ္စာကိုမရှိဘူးတုံ့ညံ့မြင်ဖို့သာလဲလူရင်ဖြစ်ပါတယ်အဲ့လိုခွဲကြပြီးသိမြင်မယ်ဆိုရင်ဓမ္မစကြာရဲ့အနှစ်သာရတွေကိုသိမြင်ပြီးတော့မှဘုရားရိယတို့သိမြင်တဲ့သစ္စာလေးပါးတရားကိုဘုရားရိယတို့သိတယ်လို့ ဟုတ်တိုင်းမှန်ဆိုတာတည်သောညံလေးသစ္စာညံဖြစ်ပါတယ်အဲတော့ဒီနေ့အဖြစ်ပြောရရင်တော့လဲဒါပိုင်းခြားတဲ့ညံပါပဲเนาะပိုင်းခြားနိုင်ပြီဆိုရင်အဲ့ညံတွေအကုန်လုံးရရမှာဖြစ်ပါတယ်နောက်ရရမှာကုရမညံရပါကြသာဓုပါသာဓုပါဒါကြိုက်အဲ့ဒီနားလေးမှာတစ်ချက်ကမဲ့ညံပေါ်လာလို့မေဂသစ္စာကိုပြီးသွားတာလားမေဂသစ္စာပေါ်လာလို့မဲ့ညံဖြစ်သွားတာလားအာ no 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 အဲ့ဒါမဲ့ညာပေါ်လို့မေဂသစ္စာကိုမသိနိုင်ဘူးအဲ့ဒါအရိယမေဂသစ္စာကိုသိဖို့ဆိုတာအဲ့ဒါအဲ့တော့သိတဲ့ညာကိုမေဂသစ္စာလို့ရေဘူးရပြောတာပဲရှိတယ်မေဂသစ္စာကိုသိဖို့ကခက်ခဲပါတယ်အဲ့ဒါသစ္စာ၄ပါးကိုတပြိုင်တည်းမြင်တယ်ဆိုတာကတပည့်တော်တို့ဟလာဒီယန္နာဖြစ်မှာပဲသိနိုင်တာပါဘာဖြစ်လို့အဲ့လိုပြောတာလဲလို့မေးတဲ့အခါကျတော့ဟလာအခု စွန်းလုံးကျတော့ဘုရားကြီးကလည်းပြောသွားတယ်ဟဲ့လားစွန်းလုံးစွန်းလုံးကျတော့ဘုရားကြီးကလည်းသူ့ရဲ့ဟဲ့လားသူ့မသေးခင်မှာဝတ်တဲ့ယဟန်ပေါ့6ပါးလောက်ရတယ်အာမသေးခင်မှာဒီစွန်းလုံးကျတော့ဘုရားကြီးကသူ့ကိုပြောသွားတယ်အဲ့ဒီမိကုံလိုက်မိကြတာပဲဒါမိလဲမိတော့ငါယဟန်နာဖြစ်မှာပဲသောတပန်ဉာဏ်ကိုရတော့တယ်ကွာလို့ပြောသွားတယ်ဘာဉာဏ်လဲဆိုတော့ဧကပိဇာသောတပန်ဉာဏ်ပါဧကပိဇာသောတပန်ဉာဏ်နဲ့ ရဟန္တာညာနေရအတူတူပဲပေါ့လေအဲ့တော့ရဟန္တာဖြစ်မှဖြစ်တယ်ရဟန္တာဖြစ်မှသစ္စာလေးပါးကိုတပြိုင်တည်းသိတယ်ရဟန္တာဖြစ်မှအစဉ်သုံးညောင်းမြင်တယ်သောတာပန်ကအစဉ်သုံးညောင်းမမြင်ဘူးသုံးညောင်းဖြစ်အောင်အထုတ်တုံးပဲသရဂံကလည်းအစဉ်သုံးညောင်းမမြင်ဘူးသုံးညောင်းဖြစ်အောင်အထုတ်တုံးပဲအနာဂံကလည်းအစဉ်သုံးညောင်းမမြင်ဘူးသုံးညောင်းဖြစ်အောင်အထုတ်တုံးပဲစဉ်သုံးညောင်းလို့သုံးပြနိုင်ပြီးတော့သစ္စာလေးပါးကိုတပြိုင်တည်းမြင်သွားတာကရဟန္တာဖြစ်မှမြင်တာသတိပြန်လန်းကသွားတဲ့ပုံစံများဒီဘက်မှာတော့ဧကဗိဇာ လာသောတာပန်ဖြစ်ကိုရောက်ပြီဆိုရင်တော့ဒါနာဂုံကြီးနာဂုံငယ်မှာဟောထားပြီးသားဖြစ်ပါတယ်၄ပါးကိုတပြိုင်တည်းပြီး၄ါးပါးမှလွ်ပါ ਈ လောယုံနာဒုက္ခဒုက္ခတွေမှလွတ်ပါ ਈ လောဆိုတာဧကပိစသောတာပန်ရအတိညာပဲဖြစ်ပါတယ်တော့ဒါမှမဟုတ်သစ္စာ၄ပါးကိုတပြိုင်တည်းမြင်တဲ့ဉာဏ်ရဖို့ဆိုတာအာယုံမှာဒုက္ခသစ္စာလည်းရှိတယ်ဒုက္ခသစ္စာလည်းရှိတယ်ဒီဝသစ္စာလည်းရှိတယ်မေဃသစ္စာလည်းရှိတယ်လို့သိမြင်နိုင်မှအဲ့သိမြင်နိုင်တဲ့ဉာဏ်ဒီတပြိုင်တည်းသိမြင်နိုင်တဲ့ဉာဏ်ဒီဟလာနောက်ဆုံး ဇာတိနဲ့တွေ့တန်းဝင်တဲ့ယဟန္တာရဲ့ပညာဝန်တွေပုဂ္ဂိုလ်များရဲ့သိနိုင်တဲ့အသိဉာဏ်ပဲဖြစ်ပါတော့အဲ့ဒီမှာမှဒီရသစ္စာနဲ့မဂ္ဂသစ္စာကိုသိဖို့ပို့ပြီးခက်ခဲပါတယ်မဂ္ဂသစ္စာအာယုံမှာဆိုတာသိဖို့ကအမှန်တမ်းခက်ခဲပါတယ်ဒီနေ့အပြင်ပြောရင်တော့အကြောင်းတလူခက်ခဲရတယ်လည်းမိတော့အာသစ္စာ၄ပါးမြတ်တရားကိုပိုင်းခြားတင်တင်ဒုရုံရဲ့သိမြင်လို့မဟုတ်သောမြတ်စွာဘုရားကိုဆိုတော့အဲ့ဒုက္ခသစ္စာနဲ့သုမသစ္စာကိုမြင့်မြတ်တယ်လို့မြင်နိုင်ဖို့ကတော့တော်တော်မှလည်းမမြင်နိုင်ဘူးဘာဖြစ်လဲကိလေသာတတ်နေလို့ အနာဂံလည်းမမြင်ဘူးဘာဖြစ်လို့လဲကိလေသာတတ်နေလို့အနာဂံလည်းမမြင်နိုင်ဘူးဘာဖြစ်လို့လဲကိလေသာတတ်နေလို့အနာဂံနဲ့ရဟနာဖြစ်အောင်လည်းမမြင်နဲ့ဘာလို့ကိလေသာတတ်နေလို့ပါဒီကိလေသာကိုမတတ်ဖက်နဲ့မြင့်မြတ်ပါတယ်မိတ်ဆွေပါလို့မြင်သွားတာကအဲရဟနာရဲ့ပညာဝိပုဂ္ဂိုလ်ရဲ့သစ္စာလေးပါးမြင့်မြတ်တဲ့သစ္စာလေးပါးလုံးကမြင့်မြတ်တဲ့တရားပဲလို့ဟလာ level မြင်သွားနိုင်တဲ့အသိဉာဏ်ဒီနောက်ဆုံးဤတဲ့အသိဉာဏ်မှာရတာဖြစ်တဲ့အတွက်ဟလာ ဒီဧကပိစာသောတပန်ရဲ့ရဟန္တာများမှသာလဲဒီတပြိုင်တည်းကိုမြင်ပြီးတော့လေးပါလုံးဟာဒန်းတူမြင့်မြတ်ကြတဲ့တရားတွေပါလို့ပြင်မြင်နိုင်တာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီပညာကိုရဖို့ကအမတန်မှခက်ခဲပါတယ်။ရသွားရင်လည်းပဲသန္တရာခီးကိုရက်တက်နိုင်တဲ့အုပ်ကူများရဲ့အသိမြင်ပဲဖြစ်ပါတယ်လို့ဒီလိုပဲဖြစ်ရင်အရင်ပြင်နိုင်လောက်မလားဗျာ။ဟုတ်ကဲ့ပါတယ်ခင်ဗျာဆေးကအဲ့ဒါဆိုလို့ရှိရင်ယထာဘူရညာနာဒသနာညာဆိုတာဟော ကတော့ဗျာအေကဗီဇာတော့တာပဲမြတ်စွာဘုရားတိသွားတယ်နောက်ဆုံးတိသွားတယ်ညံပေါ့နော်ဗျာဟုတ်တယ်ဟုတ်တယ်အဲရတဂုရဆိုတာသစ္စာ၄ပါးပေါ်မှာသစ္စာ၄ပါးလိုင်းကိုဟိုတိုင်းမှန်ဆိုတာတိသွားတဲ့ညံကိုရတဂုရညံလို့သုံးတယ်ဒါဝိပဿနာညံမှာလဲယုံဏကိုဟိုတိုင်းမှန်ဆိုတာတိတဲ့ညံကိုဟလာဒီရတဂုရညံလို့သုံးတယ်ရတဂုရကသူ့နေတဲ့သူတွေရှိတာပေါ့ဟုတ်ကဲ့ပဿနာမှာလဲရှိတယ်မှာလဲရှိတယ်ဖိုးမှာလဲရှိတယ်ဟလာအကုန်လုံးကတော့ ဟာအဓိကတော့တစ္ဆာ၄ပါးကိုမတိုင်းမှန်ဆိုတစ္ဆာ၄ပါးအတိုင်းသိဟုတ်ကဲ့ပါဆရာအဲ့တော့မေးခွန်းနေမေးတဲ့အတွက်ဟလာကျွန်တော်တရားဟောမယ်ဆိုဘာဟောမယ်ဆိုတာမပါပါဘူးဟလာအခုဟိုဖြစ်နေတဲ့လူတယောက်ရဲ့ဖြစ်နေတဲ့သူမေးခွန်းနေမေးတဲ့ပုံမှာလူတွေရဲ့ခြေတုံချတုံဖြစ်နေတဲ့တန်တရားတွေပေါ့နော်အဲ့တန်တရားတွေကင်းစင်သွားအောင်ကျွန်တော်တို့ကဖြည့်ရှင်းပေးလိုက်တာပဲလာမေးတဲ့မေးခွန်းတွေမှာမူတည်ပြီးတော့ ်ပြန်ပြီးနားထောင်ရတဲ့ဟာတွေကတစ်ခုနဲ့တစ်ခုကတရားတစ်ပွဲနဲ့တစ်ပွဲကပုံစံတွေဘယ်တော့မှမတူနိုင်ဘူးဟုတ်လားအဲဘာဖြစ်လို့လဲဆိုတော့အားလုံးရဲ့အတွေးတွေမတူကြဘူးအားလုံးရဲ့တန်တရားတွေမတူကြဘူးအဲတန်တရားတွေကိုဟလာဖြည့်ရှင်းပုံတွေကိုနားထောင်ရတဲ့အခါမှာလည်းလူတွေအားလုံးကဟလာမမြောက်ခွင့်ရရတယ်ချမ်းသာခွင့်ရရတယ်ငြိမ်းချမ်းခွင့်ရရတယ်အခုဆရာတော်မေးလိုက်တဲ့အတွက်ဟလာဒီမက္ကသစ္စာဆိုတာနောက်ဆုံးမှဒီရဟန္တာဖြစ်မှဟလာဒီသစ္စာလေးပါးကိုတကယ်နဲ့သိပြီးတော့ဒီသစ္စာတရားကိုမှန်ကန်စွာသိသွားတာ လူတိသွားလဲမေးတဲ့ခါကျတော့ဒီသမှုရတ္တိစာနဲ့ဒုက္ခဒီပင်လင်စင်ကြယ်တယ်မြင့်မြတ်တဲ့တရားတွေပါလို့နားလဲသွားမှသစ္စာသိတဲ့အဆုံးဉာဏ်ကိုရောက်အဲသမှုရတ္တိစာဒုက္ခတ္တိစာကြီးကိုတပ်ပြတ်နေတယ်မြတ်မားတယ်လို့တော့မပြောဘူးနော်တိရိပ္ပံကိုသွားရန်ရှာတယ်လို့ဖြစ်နေတယ်ဒါကိုမားတယ်လို့မပြောဘူးဒီလန်းကလည်းနိဗ္ဗာန်ရောက်နေလို့ဖရားထားခဲ့တယ်သို့တော်လည်းပဲသူတို့ရန်တာဖြစ်သွားတဲ့အချိန်မှာဒီသစ္စာလေးပါးလုံးကမြင့်မြတ်တဲ့တရားပါလို့ ဒန်းတူညီတူပဲမြင်ဝင်ရသွားကြတာဖြစ်ပါတယ်ဒါမှမဟုတ်သစ္စာတရားတွေကိုသိရှာစမ်းစစ်မယ်လေ့လာမယ်မေးမြန်းမယ်ဆိုရင်အမတမဒီ net ဆိုင်တဲ့တဘာဝတွေရှိနေတယ်ဆိုတာဒါအားလုံးအသိပဲဒါကိုယ်တိုင်လည်းဒီနေရာတွေရောက်အောင်သိအောင်သွားကြရမှာဖြစ်ပါတယ်ဒါမှမဟုတ်မေးမြန်းမှုအပေါ်မှာသာလည်းပို့ပြီးတော့မှဟဲ့လားထင်ရှားတဲ့လေးနဲ့တဲ့တဘာဝတွေကိုသိမြင်လာနိုင်မှာဖြစ်ပါတယ်ဒါမှမဟုတ်လေးကြပါဆိုတာဒါကိုဒီပုံမှာပဲကျွန်တော်ပြောတာဟုတ်ပြီနော် တက်ဆရာမလို့ပဲအစင်ချုပ်နေတယ်ဆိုတာသိနေဖို့ပဲလို့တာပေါ့ဟုတ်တယ်တစ္ဆာလေးပါတော့ပြိုင်နဲ့သိတယ်ဖြစ်နေတဲ့တစ္ဆာတွေကလည်းသူတို့တစ္ဆာမဖြစ်စင်းနေရဘူးဒုက္ခတစ္ဆာလည်းမဖြစ်အောင်လုပ်လို့မရဘူးဖြစ်တဲ့သူတို့တစ္ဆာဒုက္ခတစ္ဆာမြင့်မြတ်နေတယ်စင်ကြယ်နေတယ်လို့သိရအောင်အခုကျတော့အဲ့ဒါတွေကိုတက်ပြတဲ့လမ်းကသွားရင်အဲ့ဒါတွေကရမ်းတာဖြစ်မှသိမယ်နောက်ဆုံးမှာရမ်းတာမဖြစ်မှရှင်မသိနိုင်ဒါကြောင့်မလို့တစ္ဆာသိတဲ့နေရာမှာနောက်ဆုံး ဘယ်အချိန်ကျမှအဆုံးမသိမလဲဆိုတော့သစ္စာ၄ပါးလုံးကမြင့်မြတ်တဲ့တရားတွေပဲတူညီတဲ့မြင့်မြတ်တဲ့တရားတွေပဲလို့သစ္စာ၄ပါးလုံးကမြင့်မြတ်ပါတယ်လို့သိသွားတဲ့အချိန်မှသာလေဆုံးကြည့်အောင်သစ္စာသိတဲ့အဆုံးဉာဏ်ကြည့်အောင်ရောက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုအတိတ်တလုံးအမြတ်ဆုံးပေါ့နော်ဆရာအာမန္နာဘုရားပါလို့ပါဆရာဒါလူတာလေဆရာဆရာနော်ဝမ်းပါဆရာ ုရပိုင်းမှာအမဒေနာတမဒေထာနဲ့နေပါတယ်နေတဲ့အခါဟိုကျွန်တော်မေးချင်တာကဟိုတတိပဌာန်းမှာလို့ခန္ဓာကိုယ်လက်စွာဖျားလှူဖို့လိုပါသလားနောက်ခမွန်ကြီးဆယ်ပါကြောဘူးလိုပါသလားတော့ဥမာတနာကြီးလောက်ချိန်ပိုင်းချာအပမဒေနာတမဒေထာနဲ့နေမယ်ဆိုလို့ရှိရင်ရှိရဲ့ချိန်မှာ ပုံရအချုပ်ရငင်းရလွတ်ရနဲ့နေနေတယ်အဲ့ဒီအချိန်မှာတတိပဋ္ဌာန်မာလို့ပဲတခါကြမလုံမဆက်ပဲငင်းငင်းပဲနေရမှာလားအဲ့ဒါမျိုးလေးသိချင်လို့ပါဆရာဟာကျွန်တော်တို့ဟိုပြောခဲ့ပြီပါပြောခဲ့ပြီးသားပါလေဆိုတော့ပြည့်ညံ့တယ်မှာတော့မကောင်းတာတွေအားလုံးကိုမလုပ်ပါနဲ့ကောင်းတာမှန်တယ်များလုပ်ပါလို့တရားရှင်ကမာခဲ့ပြီးသားဖြစ်တဲ့အတွက်ခန္ဓာကိုယ်ဘုရားလူတာလည်းကောင်းပါတယ်ဟဲ့လားမူကြီးဆရာပါတော့ဒါလည်းကောင်းပါတယ်เนาะဒါမှမဟုတ်ဒါတွေကလည်း ဟလာဘုရားရှင်ကမတားမြစ်ခဲ့တဲ့အတွက်ဒါကောင်းတာတွေလုပ်ခိုင်းတဲ့အတွက်ပြည့်ညတ်နယ်မှာလှုပ်တာမားတယ်လို့ပြောလို့မရပါဘူးဒါမှန်ပါတယ်နောက်တော့ကဒီမလှုပ်မဲ့ချက်နေရင်ကောင်းသလားလို့မေးတဲ့အခါကျတော့နေနိုင်ရင်တော့ကောင်းပါတယ်လို့ပြောရမှာဖြစ်ပါတယ်ဒါပေမဲ့အဓိကတော့ဗာလဲဆိုတော့ကျွန်တော်တို့ကဟိုမနေနိုင်လို့လဲမားတယ်လို့တော့ပြောလို့မရပါဘူးအဓိကဗာလဲဆိုတော့ကျွန်တော်တို့ကအမှန်ကန်တယ်ဆိုတာအသိဉာဏ်ကိုပဲပြောတာခန္ဓာကိုယ်ကိုပြောတာမဟုတ်ပါဘူး ဲ့အသိဉာဏ်ဆိုတာအဲအသိဉာဏ်ဆိုတာတစ္ဆာကိုသိတဲ့အသိဉာဏ်သာမှန်ဖို့လိုပါတယ်ဟဲ့လားဘလူအရိယဘု၄ပါးမှာဘလူပဲနေပြီဖြစ်စီအဲ့ဒီတစ္ဆာသိတဲ့ဉာဏ်နေနဲ့ရိနဲ့နေမယ်ဆိုရင်မင်္ဂန်မင်္ဂန်နဲ့ဒါပဲဖြစ်ပါတယ်နေနိုင်ရင်လည်းပဲပိုကောင်းပါတယ်မကောင်းဘူးလို့ကျွန်တော်တို့မပြောပါဘူးမနေနိုင်လို့လည်းပဲဒီတစ္ဆာဉာဏ်တွေကပြည့်စုံမသွားဘူးဆိုရင်အရိယဘု၄ပါးလို့ပေါ့ရက်သွားတိုင်လျောင်းအဲ့အဲ့ဒီပုံမှာကိုသတိနဲ့နေလို့ရှိရင်လည်းပဲအဆင်ပြေပါတယ်လို့ပြောပါဦး တော့ကြကြထိုင်နိုင်ရင်တော့ဟိုစိတ်ဒီဘယ်မှမသွားဘဲနဲ့တမာရီအားဖို့ကောင်းတော့ဒီသစ္စာနဲ့အဲဒီဒုက္ခချုပ်တာနဲ့နေတဲ့အချိန်ပူပြီးမြင့်တာပေါ့နော်အဲ့လိုပြောရမှာပေါ့အဲ့တော့ဒါပေမဲ့ခရိယဘုတ်၄ပါးပေါ်မှာသတိနဲ့နေနိုင်လို့ရှိရင်အကောင်းဆုံးပါပဲကြည့်တယ်လို့နေပါမှန်ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာပါဒီတာဟုတ်ပါဗျာဟုတ်ပါဟုတ်